မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလတတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားဗီယာခန့်မှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗီယာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။ င်္ဂလားပင်လယ်ော်ချင်းနေခမန်ချန်နေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာလေးဖျားနဲ့ရောနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရရှိနိုင်ပါတယ်ဘင်္ဂလားပင်လယ်ော်အရှိလေပိုင်းမှာတိတ်အနှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိတ်ရင်တက်တက်မှာတိတ်ထွန်းနိုင်ပါတယ်မိုးရသောမှုအချိန်နေခမန်ချန်များအနေနဲ့ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာရွာသွန်းမြေထပ်ပုံနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာရွာသွန်းမြေအောင်ရောင်းနေနိုင်ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာရွာသွန်းမြေခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။မိုးရွာရဲများအနေနဲ့ကလည်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ တနင်္လာရတိုင်းဒေသကြီးတို့မှာ9ရက်မှာ9ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ3ရက်မှာ6ရက်ခန့်မုတ်ချုံရွာနိုင်ပါတယ်။ညည့်ရီချီနေခမန်းချက်များအနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလတတိယဆယ်ရက်ပတ်အတွင်းအေယာဝတီမြစ်ရီဟာမြစ်ကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတားမြို့နဲ့တပိတ်ချင်းမြို့တို့မှာတပိမာနှစ်ပိခန့်လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပြီး မန္တလေးမြို့စကိုင်းမြို့မြင်းမူမြို့ပခုတ်ကူမြို့ညာဦးမြို့ချောင်းမြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သားမြို့ဟင်္ဒရာမြို့နဲ့ဇလွန်မြို့တို့မှာတပေခွဲမှာနှစ်ပေခွဲခန့်လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ပါတယ်။ရှင်ွေမြေဟာလည်းခန်းဒီမြို့ဟုံမလင်းမြို့ဖောင်ပြင်းမြို့မော်လိုက်မြို့နဲ့ကလေးဝါမြို့တို့မှာတပေခွဲမှာနှစ်ပေခွဲခန့်လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပြီး မင်းကင်းမျိုး၊ကဏီမျိုးနဲ့မုံရွာမျိုးတို့မှာတပေမတပေခွဲခံလက်ရှိရေမှတ်များအောင်ကြဆင်းလာနိုင်ပါတယ်။မြစ်တာမြေဟာကလေးမျိုးမှာနှစ်ပေခံထုံထောက်ရီမြေဟာတိဘောမျိုးမှာပေဝက်ခံပကိုးမြေဟာဆောင်းတူမျိုးနဲ့ပကိုးမျိုးတို့မှာပေဝက်မှတပေခွဲခံငဝုံမြေဟာတာပေါင်းမျိုးနဲ့ပသိမ်မျိုးတို့မှာပေဝက်ခန့်စီနဲ့ ဘီလင်းမြို့ဟာဘီလင်းမြို့မှာပေဝက်ခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးထုတ်ထောက်ရီမြို့ဟာရွှေစားရဲမြင့်ငယ်မြို့တို့မှာတပေခန့်စီစစ်တောင်မြို့ဟာတောင်ငူမြို့နယ်မထောင်မြို့မှာနှစ်ပေခန့်စီရွှေကျင်မြို့ဟာရွှေကျင်မြို့မှာတပေခန့်တန်လွင်မြို့ဟာဖအံ့မြို့မှာနှစ်ပေခန့်တောင်ရင်မြေဟာမြောက်ရီမြို့မှာတပေခန့်ငဝုံမြေဟာငတိုင်းချောင်းမြို့မှာနှစ်ပေခန့်နဲ့ တိုးမြေဟာမအူပင်မြို့မှာနှစ်ပေခန့်လက်ရှိရေမှတ်များအောက်ကြာဆင်းလာနိုင်ပါတယ်